ချင်းနှင့်ပတ်သက်သည့်ဘေးအန္တရာယ်များအကြောင်းတရုတ်အင်တာနက်ကွန်ဖရင့်နိုင်ဆွေးနွေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တရုတ် AI ပညာရှင်များက AI ခါနေဒေတာကောက်ယူခြင်းတွေနဲ့ပတ်သက်ပြီးဖြစ်လာနိုင်တဲ့အန္တရာယ်တွေအကြောင်းဆွေးနွေးခဲ့ကြခါသုံးဆွဲသူပုဂ္ဂိုလ်ရဲ့အချက်လက်ကောက်ွယ်ရှိပုံမှုမြင့်တင်ဖို့အတွက်အင်ခါနေဟေဖေမြို့မှာပြုလုပ်တဲ့အင်တာနက်ကွန်ဖရင့်မှာတောင်းဆိုလိုက်ပါထိ2025တရုတ်အင်တာနက်လူမှုသိုးသက်ရေးညီလာခံကိုဒေတာအတွင်းရဆိုးရအရာရှိများအထူးကသတင်းဌာနများအွန်လိုင်းဆိုရှယ်အဖွဲ့အစည်းများအင်တာနက်ကွန် ီးများအင်တာနက်ဆဲလီများတက်ရောက်ခဲ့ကြပါထိန်အွန်လိုင်းအသုံးပြုခြင်းနဲ့ပတ်သက်လို့အကျိုးပြုပတ်ဝန်းကျင်ထိမ့်သိမ်းဆောင်ရှောက်ဖို့နဲ့လမ်းကြောင်းအစ်များကျင့်ကြံရေးထိုးအပ်ကြောင်းအဓိကထားဆွေးနွေးခဲ့ကြပါထိန် generative ai တွေဟာအချက်လက်များစွာစမ်းစစ်ပြီးပုံရိပ်များစာသားများဗီဒီယိုများကိုထုတ်လုပ်ပေးနိုင်တဲ့အတွက်ပုံကိုရဲ့အချက်လက်များပေါင်ချနိုင်တဲ့အနေရကို ထောက်ပြခဲ့ကြပါသည် generative AI တွေဟာအချက်လက်များစွာဆန်းစစ်ပြီးပုံရိပ်များ၊စာသားများ၊ဗီဒီယိုများကို ထုတ်လုပ်ပေးနိုင်တဲ့အတွက်ပုံကိုယ်ရဲ့အချက်လက်များ ပေါက်ကြားနိုင်တဲ့အနေရည်ကိုထောက်ပြခဲ့ကြပါသည်။ ထဲသွင်းတင်တာနဲ့မထဲသွင်းတာတွေကိုပိုင်းခြားကောက်ယူပေးနိုင်ဖို့အရေးကြီးကြောင်းပုဂ္ဂိုလ်ရဲ့အချက်လက်များနဲ့လုံခြုံရေးစိတ်ချရှိထိုးအတွက်အချက်လက်များထိန်းချုပ်ခြင်းကအရေးပါကြောင်းတရုတ်သိပ္ပံနဲ့ဤပညာတက္ကသိုလ်မှဌာနမှူးယွန်န်ဟိုင်းကပြောပါတယ်အင်တာနက်အသုံးပြုသူတွေက AI များအသုံးပြုတဲ့အခါအရေးကြီးတဲ့ချက်လက်များကိုမသိဘဲထည့်သွင်းနေကြတာကိုလည်းသတိပေးထားပါသေး။ အင်ဒီနီးပညာက အကျိုးကျေးဇူးများစွာသိရောက်နိုင်ပေမဲ့အချက်လက်ပေါက်ကြားမှုတွေဖြစ်လာနိုင်ကြောင်းပြောတော့ပါသေးလို့သိရပါသေးရှင်။